ဂျပန်နိုင်ငံမှာတက်ကြီးရွယ်ဦးဒိုးဝါလာမှုနဲ့ကလေးမွေးဖွားနှုန်းကျဆင်းလာမှုတွေကြောင့်နိုင်ငံသားလူထုမတွေပေါ်ပုံမှုမိခိုလာရပါတယ်။ဂျပန်နိုင်ငံတဲနိုင်ငံသားလူထုမခေါ်ယူမှုဟာ12နှစ်ဇာတ်ရိုက်စံချိန်တင်မြင့်တက်လာခဲ့ပြီးမနစ်ကဆိုရင်လုံသမား2.3တန်းကျော်ခေါ်ယူခဲ့ရပါတယ်။ပြီးခဲ့တဲ့6နှစ်အတွင်းတတ်မှတ်အရေးချင်းပြည့်မီတဲ့နိုင်ငံသားအလို့သမားတွေဟာလက်ရှိအလုပ်ကနေတခြားမျိုးတွေကိုလွတ်လွတ်လပ်လပ်ပြောင်းရွှေ့ခွင့်ပေးလိုက်တဲ့နောက်ပိုင်းမှာ ဂျပန်နိုင်ငံရဲ့နေမျိုးတွေမှာအလို့သမားရှားပါးမှုတွေနဲ့ရင်ဆိုင်နေကြရပါတယ်။နိုင်ငံသားလူ့သမားတွေရဲ့၄ပုံတစ်ပုံနီးပါးဟာဗီယက်နမ်နိုင်ငံကဖြစ်ပြီး၆သိန်းနီးပါးဖြစ်ပါတယ်။အဲဒီနောက်မှာမှတရုတ်နဲ့ဖိလစ်ပိုင်နိုင်ငံကလိုက်ပါတယ်။တနှစ်တွင်းနိုင်ငံသားလူ့သမားဝင်ရောက်နှုန်းကတော့မြန်မာနိုင်ငံကအမြင့်ဆုံးဖြစ်ပြီး67ရာခိုင်နှုန်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့နောက်မှာမှအင်ဒိုနီးရှားနဲ့တီရီလင်္ကာတို့ဖြစ်ကြပါတယ်။တတ်မှတ်ကျွမ်းကျင်အဆင့်ရရှိထားသူနိုင်ငံသားလူ့သမား၂သိန်းကျော်ဟာ လူငယ်ဥယေဇရိုက်ကြာဆင်းနေတဲ့ဂျပန်နိုင်ငံရဲ့ဝေးလံခေါင်ပြဒေသတွေအတွက်အလွန်ရေးပါကြပါတယ်။ဒီကျွမ်းကျင်အဆင့်တွေကဂျပန်မျိုးကြီးတွေစီပြောင်းရွှေ့နေကြလို့အလို့သမားအလို့အဆုံနေရာတွေမှာအလို့သမားရှာပါမှုနဲ့ရင်ဆိုင်လာရတာပါ။တက်ကြီးရွယ်ဥယေတိုးပွားလာတဲ့ဟော်ကိုင်းတို့မှာနိုင်ငံခြားသားဝန်ထမ်းတွေတိုးမြှင့်ခေါ်ယူနေရပါတယ်။ ဒီနိုင်ငံခြားသားဝန်ထမ်းတွေသူနာပြုကျွမ်းကျင်အဆင့်နဲ့ဂျပန်ဘာသာစကားအတွက်ဒေသခံကုမ္ပဏီတွေကဒေါ်လာထောင်ပေါင်းများစွာယင်းနှိမ့်နှံ့ချရပြီးအနည်းဆုံး9နှစ်လောက်လုပ်ကိုင်ပြီးဖို့မျှော်လင့်နေလို့တက်ကြီးရွယ်ဦးဂေယာလုပ်ငန်းရှင်တူကပြောဆိုပါတယ်။ဒီမှာရေရှည်လုပ်လုပ်ဖို့ဝန်ထမ်းတွေကိုတစ်နှစ်ပတ်လုံးလေ့ကျင့်ပေးရတယ်။ပြီးတော့တိုကျိုကတက်ကြီးရွယ်ဦးစောင့်ရှောက်ရေးဂေယာတွေကဘာမှယင်းနှိမ့်နှံ့စရာမလိုပဲလိုအပ်တဲ့လူသမားတွေရနေတာမကျေနပ်ဘူးလို့ပြောဆိုတာပါ။ဒီကကဲဟာ ဟော့ကိုင်းဒိုမှာလည်းမဟုတ်ဘဲတခြားမြို့နယ်တွေမှာပါရင်ဆိုင်နေရပြီးဒါဟာအထူးဆန်းတော့မဟုတ်ဘူးလို့ဒေသခံသတင်းတောက်တူကပြောဆိုပါတယ်။ဒီနေရာတွေဟာမြို့ကြီးတွေနဲ့အလံဝေးပြီးနေထိုင်စည်းသက်သာတယ်ဆိုပေမဲ့ရတဲ့လစာကလည်းလင်းမကြတယ်။လူသမားများစုကမိသားစုတွေစီပတ်စံများများပို့နိုင်ဖို့ဝင်ငွေပို့ပြီးလိုအပ်ကြလို့ပြောင်းရွှေ့ကြတယ်လို့ပြောဆိုပါတယ်။လောလောဆယ်ဒီပြဿနာကိုလွယ်လွယ်ကူကူဖြေရှင်းနိုင်မဲ့နည်းလမ်းမရှိသေးပေမဲ့အစိုးရကမလုံးပေးအစီအမံသစ်တွေကိုဒီနှစ်နှောင်းပိုင်းမှာကြီးညာပွဲရှိပါတယ်။ ်ဂျပန်ဆိုရကနေရေးထိုင်ရေးအင်အားစည်းနဲ့ပညာရေးစည်းထောက်ပံ့တာမျိုးတွေအများကြီးပါဝင်လာလိမ့်မယ်လို့မျှော်လင့်တယ်လို့ဒေသခံသတင်းတောက်ကပြောဆိုပါတယ်ခင်ဗျာ many